ကျမချမိတ်ရှိခုနှစ်သတ္တမီအားလုံးမင်္ဂလာပါနော်ကျမချမိတ်ရှိခုနှစ်သတ္တမီဒီကိုနေ့စဉ်ပြပြပေးနေကြဖြစ်တဲ့တနေ့တအတွက်ရေဒီယာလေးနဲ့အတူတနေ့တအတွက်ဆောင်းရံဆောင်းရံလေးတွေကိုလည်းပြပြပေးသွားမှာဖြစ်ပါတယ်မနေ့ဖြန်12ရက်3လ2025ဗုဒ္ဓဟူးနေ့အတွက်မိမိတို့ရဲ့လူမှုရေးကိစ္စတွေကျန်းမာရေးစီးပွားရေးပညာရေးအဆက်ဆက်ရာမိမိရဲ့ကိစ္စအဝဝတွေမှာဒီထက်မကအဆင်ပြေစေဖို့အောင်မြင်စေဖို့တိုးတက်စေဖို့မိမိရဲ့ဖုံးကန်တွေကလည်းဒီထက်မကမြင့်မားစေဖို့လက်လက်ဘက်တွေကလည်းပွင့်လန်းစေဖို့အတွက်မနေ့ဖြန်ကြလို့ရှိရင် ်မြတ်ဆက်ပြရှင်ကိုရောမြကြီးကိုနိုဇွန်တပကံဆက်ကလှူဒန်းပေးရင်နဲ့မိမိရဲ့လူဝင်စနားတွေကိုဆူတောင်းပေးကြရမယ်။ပြီးရင်မြတ်ဆက်ပြရှင်ကိုရောမြကြီးကိုနမောတေဆိုတဲ့ခါရတော့နမောတေနမောတေနမောတေဆိုပြီးတော့ပေါ့နော်မိမိက ပတိခုနှစ်ပတ်စစ်ကပူဇော်ကြရမှာပဲဖြစ်ပါတယ်ဒီလူလေးပြုတ်လောက်လိုက်မယ်ဆိုရင်မိမိတို့မှာညံ့နေတဲ့ကံညံ့ခိုက်တဲ့ရှိရင်လည်းပြပြောက်သွားစေမယ်မိမိရဲ့လူမှုရေးကိစ္စတွေကျန်းမာရေးစီးပွားရေးပညာရေးအဆက်ဆက်ရာမိမိရဲ့ကိစ္စအဝဝတွေမှာလည်းဒီထက်မကအဆင်ပြေစီမယ်အောင်မြင်စီမယ်တိုးတက်စီမယ်မိမိရဲ့ဖုံးကန်နေရလည်းဒီထက်မကမြင်မားစီမှာပဲဖြစ်ပါတယ်လက်လက်ဘက်တွေကလည်းဒီထက်မကပွင့်လန်းစီမှာပဲဖြစ်ပါတယ်နက်ပြန်ရဲ့ lucky color လေးကတော့အနက်ရောင်သို့မဟုတ်အနက်ရောင်အဆက်အပြောက်ပါတဲ့ color လေးကတော့မနက်ပြန်အတွက် lucky color လေးပဲဖြစ်ပါတယ်။မနေ့ပြန်အတွက်ခုနှစ်ခန်း ငါးကနန်းလေးကနန်းနေရာတော့မင်းပြန်ရဲ့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်။မင်းပြန်ကြရင် interview သွားပြီးတော့ဖြည့်ဆို့ကြမယ်ညီကောင်မတွေမိမိရအရေးတကြီးအလောက်ကန်ကိစ္စနဲ့အပြင်ထွက်ဆရာရှိတဲ့ခုနှစ်ရက်သတ္တမီတွေမိမိရအယောင်းအဝယ်ပြုတ်လုံနေတဲ့ခုနှစ်ရက်သတ္တမီတွေမိမိရအရေးတကြီးငွေရေးကြီးကိစ္စနဲ့စကားပြောဆိုကြရမယ်ခုနှစ်ရက်သတ္တမီတွေဆိုလို့ရှိရင်မင်းပြန်ကြလို့ရှိရင်နင်းညိုရောင်အင်းညိုဝတ်ဆင်သွားတာမျိုးတွေနင်းညိုရောင်ပါတဲ့လက်ကန်အိတ်ကိုကင်ဆောင်သွားတာမျိုးတွေကိုတော့လုံးဝရှောင်ကျဉ်သင့်ပါတယ်။ က်ဖြန်အတွက်အထူးကန်ကောင်းနေတဲ့နိမ့်နယ်လေးတွေကိုပြပြပေးရမယ်ဆိုလို့ရှိရင်စနေသားသမီးတွေစတပရိသသမီးတွေဗုဒ္ဓဘူသသမီးတွေကတော့မနှက်ပြန့်အတွက်အထူးကံကောင်းနေတဲ့နိမ့်နယ်လေးတွေပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျမနာမည်ကတော့စင်မအင်ကြီးချမ်းမူပါ။နောက်ပြီလေးကျမပြန်ဆုံမယ်နော်။ကျမရဲ့ချမိတ်ရှိခုနှစ်သသမီးတွေလည်းစီပွားလက်လက်ပဲများဒီရီလာတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာကြပါစေလို့ကျမဒီကနေပြီးတော့မြေတာပြဆုတောင်းပေးလိုက်ပါတယ်နော်။